ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့နယ်ဖန်90ရွာဖုန်ကြီးကျောင်းနယ်တန့်ဆယ်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချက်မဲ့စစ်တပ်က gyrocopter ၃၀စီးနဲ့၄ချိန်ဘုံကျဲတက်ခတ်ခဲ့ရာပြည်သူများထိခိုက်ဒေဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ29ရက်နေ့မုံလွဲ2နာရီကျော်ခန့်ကစတင်ပြီးတော့အချမ်းမဆက်တက်ကရေဦးမြို့နယ်ဖန်90ရွာဖုန်ကြီးကျောင်းအပါဝင်တန့်ဆယ်မြို့နယ်မှာရှိတဲ့ကျေးရွာများကို gyrocopter ၃စီးနဲ့၄ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးတော့ဖန်ကားစင်ရွာဖုန်ကြီးကျောင်းလေးကျောင်းတိုက်ခိုက်မှုအတွင်းမှာအမျိုးသမီးတအုပ်ထိမှန်ဒေဆုံးခဲ့တယ်လို့ကနအုပ်သိရှိရတယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာရေဦးမြို့နယ်နဲ့တန်ဆယ်မြို့နယ်အဆက်မှာရှိတဲ့ပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။မနေ့ကမွန်လွယ်ပိုင်းမှာနမခခကနေတက်လာတဲ့ဂျိုင်ရိုကော်ပတာ၃စီးက ရေဦးနယ်မြောက်ဘက်ချမ်းဖန်ခါစင်ရွာဖုံကြီးကျောင်းနဲ့တန်းဆယ်နယ်တောင်ဘက်ချမ်းမှာရှိတဲ့ရွာတွေကို၄ချိန်ဘုံကျဲတက်ခိုက်သွားတာပါတန်းဆယ်နယ်တောင်ဘက်ချမ်းကဘယ်ရွာတွေကိုကျဲသွားလဲဆိုတာတော့အတိမပြွနိုင်သေးဘူးအခုကျဲခံရတဲ့ရွာတွေကရေဦးမြောက်ချမ်းနဲ့တန်းဆယ်တောင်ချမ်းမြို့နယ်နှစ်ခုအဆက်ကရွာတွေပါဖန်ခါစင်ရွာကအမျိုးသမီးတိတ်ဆုံးတယ်လို့တော့ကနအုပ်သတင်းရထားတယ်လို့ရေဦးနောက်ချမ်းကသတင်းနဲ့တာဝန်ခံထူးခန့်သောအမေသားကပြောပြထားပါဗျာ အချမ်းမစစ်ခွေးတက်ရဲ့ဂျိုင်ရိုကော်ပတာ3စီးဟာစက်တဘာလ22ရက်နေ့မှာမိထီလာရှမ်းတဲ့လေတပ်ကနေနမခါကိုရောက်ရှိလာပြီးတဲ့နောက်ရေဦးမြို့နယ်နဲ့တန်းဆယ်မြို့နယ်အတွင်းစတင်တိုက်ခိုက်မှုများကိုလှုံ့ဆော်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ